ယူသိန်းတိုက်ပွဲပြင်းထန်နေတဲ့ဖလန်းမျိုးမှာစောစုတရင်မူဒုဗိုလ်မူကြီးတည်ဆုံခဲ့တယ်လို့စောစုလက်အောက်ခံတပ်သား73ဘန်းနဲ့လက်နက်တချို့သိမ်းဆီးရရှိတယ်လို့စီရေးသတင်းမြစ်တွေက MFP ကိုပြောပါရယ်။ချင်းပြည်ရဲ့ဒုတိယအကြီးဆုံးမျိုးဖြစ်တဲ့ဖလန်းမျိုးမှာစောစုနဲ့တော်လန်ရင်တက်တွေတပတ်ကြာကြာတိုက်ပွဲပြင်းထန်နေပြီးတောင်ကုန်းပေါ်မှာတည်ရှိတဲ့နောက်ဆုံးလက်ကျန်းစောစုချင်းလင်းတရင်ခလာရ268ကိုသိမ်းပိုက်နိုင်ဖို့ကြံရှိနေရပါဗျ။ အဲ့ဒီတက္ကုံပေါ်မှာအခြေပြုနေထိုင်တဲ့စိုးစုနဲ့တော်လိုင်းရဲတပ်ဖွဲ့တွေမလ12ရက်ကနေမလ20ရက်ထိတိုက်ပွဲဖြစ်ပွားခဲ့တာပါဖလန်းမျိုးသိမ်းတိုက်ပွဲတွင်တေဆုံခဲ့တဲ့စိုးစုချီလင်တရင်ခလာရ268တရင်မှုဒူးဘုံမူကြီးဟာဖလန်းမျိုးတိုက်ပွဲမှာဥဆောင်ကုတ်ကဲနေသူဖြစ်ပြီးတော့ခေါင်းမှာပိကက်သူတယောက်ဖြစ်တယ်လို့မြေပြင်တိုက်ပွဲဝင်ရဲဘော်တို့ကပြောပါတယ်စိုးစုတပ်တွေဟာဖလန်းမျိုးမကြရဲ့အတွက် ဝေဟင်ယဟန်ရင်တွေနဲ့လူအင်အားထပ်မံပို့နေသလိုဖလန်းမျိုးနဲ့အတွင်းလေချောင်းအုံပြကဘုံမိုးရွာတိုက်ခိုက်နေရကြောင်းတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့တော်လင်းအင်အားစုတွေကပြောပါတယ်။ဖလန်းမျိုးကိုတော့တော်လင်းအင်အားစုတွေက2024ခုနှစ်မှာတိုက်ခိုက်ပြီးစုစုအထိုင်းစကန်တွေဖြစ်တဲ့ထွေအုံယုံမျိုးနယ်ရဲစကန်ခရိုင်ရဲစကန်စောက်လုံရင်ယုံတွေကိုတင်ပတ်ရရှိထားပြီးဖြစ်ပါတယ်။